ကဲမင်္ဂလာပါမျိုးတို့ကြီးဒီကနေ့ကတော့အကုံထိုးမယ်ဆိုရင်တော့ပေါက်တယ်ပေါ့နော်အကုံမထိုးဆိုတော့မပေါက်ဘူးဘာဖြစ်လို့လဲဆိုတော့အကုံထိုးမယ်ဆိုရင်ကျွန်တော်တို့ဒီတင်ကွက်ကျွန်တော်ပေးထားတဲ့ဟာအပြင်ကိုကျွန်တော်ကတော့ကျွန်တော်ကတော့ပေါက်တယ်ပေါ့နော်ဒီမှာနှစ်လေးနှစ်လေးဆိုတာကျွန်တော်တို့ရလိုက်တယ်ဒါလေးကိုကျွန်တော်ကကျွန်တော်အနေနဲ့တော့အရန်ရလိုက်တယ်ပေါ့နော်ကျန်တဲ့လူတွေတော့မသိဘူးအဲ့တော့ကျွန်တော်တို့ဒီမှာကီထိတ်ကလည်းနှစ်ထိတ်အောင်ခဲ့တယ်ကီရလည်း၄အောင်ခဲ့တယ်เนาะညနေပိုင်းမှာကျွန်တော်တို့30 30က ကျွန်တော်ပြောတယ်မနေ့ကကျွန်တော်ပြောခဲ့တယ်ဟိုဟာအလဲနှလုံးတူခဲ့ရင်တစ်လျှောက်တစ်လုံးဆင်းရမယ်ဆိုတာလည်းဆင်းသွားတယ်။နောက်အလဲနှလုံးတူခဲ့ရင်၃ရှစ် delivery ဆင်းရမယ်ဆိုတာလည်း၁၀ဆိုပြီးတော့ကျွန်တော်တို့အောင်ခဲ့နော်။အဲဒါတော့ဒီမှာဒီကောင်လေးကိုအကုန်ထိုးတဲ့လူတွေတော့ရလိုက်မယ်။ထိုးတူပဲဒီမှာကျွန်တော်တို့ဒီကောင်လေးကိုထိုးနေတဲ့လူတွေနော်ဒီမှာကျွန်တော်တို့ဒီတန်းလေးအပေါ်ပေါ်တလုံးအောက်တလုံးပုံမှန်ထိုးတဲ့လူတွေဒါတော့ဒီမှာဒီကနေ့၁၀နော်။ အဲဒီနှစ်ခွန်ပရိတ်မွေးကနန်းရတယ်နော်ကျွန်တော်မနေ့ကနေကနှစ်ခွန်ပရိတ်မွေးကနန်းမှာကျွန်တော်တို့ရှီကိုဆိုပြီးခွန်ပရိတ်အောင်ထားတယ်နော်ဒီကျွန်တော်ပြီးခဲ့ဘက်ကပေးတာလေးမှန်တယ်မ냐နောက်ဒီခါဒီဆက်ကွက်ကလည်းဒီမှာ30နောက်ကအဲနှစ်လေးရောဒီကောင်နှစ်ကြိမ်အောင်ဝရတယ်နော်ဒီမှာနှစ်လေးဟုတ်လားဒီကောင်ကမနေ့ကောညာရောအောင်ဝခဲ့တယ်ဟုတ်လားအပေါ်ဒရန်အော်ဒရန်နော်ဒီကောင်မှာကတော့30အောင်သွားတယ်နော်ဟုတ်လားကျွန်တော်ပေးသမျှဟာတွေကတော့ဟိုထုတ်ထုတ်ကနန်းနေတယ်ဒါမအောင်တာဒီလိုတပတ်စင်ဟာတွေကတော့အကုန်အောင်တယ်နော် ဒီမှာဒီမှာဒီကောင်ဆိုလဲနှစ်ကြိမ်နှစ်ကြိမ်ကိုမနေ့ကောညာကိုတခါလေးဆွဲသွားတယ်ဒီကောင်ကတော့အခုမှဒီကြိမ်မဲစပြီးအောင်သေးတယ်နောက်ထပ်လာစရာလေးတွေတော့ရှိသေးတယ်လို့ကျွန်တော်ထင်ပါတယ်ကဲအဲ့တော့ကျွန်တော်20လေးတွေစလိုက်ရအောင်20လေးတွေစမယ်ဆိုရင်ကျွန်တော်တို့ဘယ်ရစမလဲဆိုတဲ့အခါကျတော့အဲ့တော့ကျွန်တော်တို့2 3 6 9ကစမယ်နော်2 3 6 9 2 9 7 2 9 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164 165 156 167 168 169 170 171 172 173 174 175 176 177 178 179 120 131 132 133 134 135 146 147 148 149 150 151 152 153 154 155 156 167 168 169 170 171 172 173 174 175 156 167 168 169 170 171 172 173 174 669ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဘယ်လိုတွက်တယ်လဲဆိုတဲ့အခါကျတော့ဒီ3ရက်ဒီ9ရက်ပေါ့နှစ်နှစ်ရဲ့ပါဝါခွန်ခွန်ရဲ့နှစ်ခက်က3ညနှစ်ခွန်3ညဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားတယ်လဲဆိုတဲ့အခါကျတော့9 9 9 ကို9တယ်မအောင်မအောင်ပြနောက်တစ်ခါခွန်4တယ်ခွန်4မှာတော့ကျွန်တော်တို့ခွန်တစ်လုံးထိပြီးအောင်ခဲ့ပါတယ်အမျိုးတို့ဟိုကျွန်တော်တို့မတ်သက်ကွင်းနေဟိုကျွန်တော်ရဲ့ရာတပံထုတ်ထားတဲ့ဟိုကတ်တရတော့เนาะသုံးချတိုင်းရင်အဆင်ပြေတယ်เนาะကျွန်တော်မနေ့ကဆိုလဲကျွန်တော်ရာတပံကတ်ထဲမှာပါတဲ့ဟာကိုပဲကျွန်တော်သုံးချသွားတယ်เนาะတိချောက်တပြားနဲ့ဟိုဟာ38တကိုဟမ်ဟုတ်လားဟိုဟာ တိချောက်တော့ပြန်နေပါတုံးရှိတလေးလာအဲ့ဒါအဲ့ဒါဟိုဘောနောအဲ့မှာဟိုမှာရသက်ပန်ကတ်ဒီမှာပါရနော်ရသက်ပန်ကတ်ဝယ်ထားတဲ့လူကြီးအကုန်လုံးအဲ့မှာအတုံးချလို့ရတယ်နော်ပြက်ခဲတယ်လေးတုံညာနောက်တစ်ကိုရှစ်နေတေလေးရှစ်နေတေလေးရှစ်63 66 66ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်တုံညာနဲ့တုံးနဲ့ပေါင်းတုံးပါတဲ့ 3 3ရဲ့ပါဝါက8 8ရဲ့နှစ်ခက်က1 3 8 1ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့ခါကျတော့1 8တဲ့ဟော1ကော8ကော ठी ပြီးအခုအနေနဲ့ထွက်သွားပါတယ်1 1တဲ့1 1ကလည်း1တလုံး ठी ပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြောင်းတွက်ပါမယ်6 4 6 4 6 4 လေးကိုခွန်လေးနှစ်သုံးဆောက်သုံးနှစ်သုံးဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်လေးနဲ့သုံးနဲ့ပေါင်းခွန်ခွန်ရဲ့ပါပါနှစ်နှစ်ရဲ့နှစ်ခက်ကလေးနှစ်ခွန်ခွန်နှစ်လေးဆိုတဲ့ကီသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားတယ်ဆိုတဲ့အခါကျတော့နှစ်ကိုတဲ့နှစ်ကိုမှာနှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်လေးတုံညရတယ်လေးတုံညမှာလေးတုံးထိပ်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြုံတွေ့ပါမယ်တရှိတခွန်တရှိတခွန်လေးကိုခွန်ကို3863 3863ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွေ့မယ်ဆိုရင်ရှင်းနဲ့ရှင်းနဲ့ပေါ့6 6ရဲ့ပါဝါ1တရနဲ့ခက်ခက်8 6 8ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့ခါကျတော့ တိတိတဲ့တိတိမှာတတလုံးထိပြီးအောင်ခဲ့ပါတယ်။၃၃ညာတဲ့၃၃ညာမှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျ။ကဲနောက်တစ်ပြောတပမယ်တကိုနင်ငါတကို195 395 4တ395 4တ ရှိဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါတွက်မဲ့ဆိုရင်9နဲ့9နဲ့ပေါက်8 8ရဲ့ပါဝါ3 3ရဲ့နှစ်ခက်က9 8 3 5ဆိုတဲ့ key 3လုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတဲ့လေဆိုတဲ့အခါကျတော့3 6တဲ့3 6မှာ3တလုံးထိပြီးအောင်ခဲ့ပါတယ်8 8တဲ့8 8မှာလည်းကျွန်တော်တို့8တလုံးထိပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ရနောက်တစ်ပြောင်းတပါမယ် ရှင်ငါ3ခွန်း3925ရှင်ငါ3ခွန်း4ငါ3ခွန်း4 3ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်6နဲ့3နဲ့ပေါင်းတော့6 6ရဲ့ပါဝါ1တည့်ရနှစ်ခက်က8 6 8ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့6ခွန်းနဲ့6ခွန်းမှာ6တလုံးထိပ်ပြီး အောင်ခဲ့ပါတယ်၄၁၄၁မှာလည်းတစ်တလုံးထိပ်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကျွန်တော်တို့တပမယ်ယ်9963 8386 8386 339 23923 3923ဆိုပြီးဒီလိုမျိုးကျွန်တော်ထပ်ထားပါတယ်အဲ့ဒါကိုတက်မယ်ဆိုရင်9နဲ့3ညနဲ့ပေါင်း9 ၅ရဲ့ပါဝါ၃ည၃ညရဲ့နှစ်ခက်ကခွန်၅၃ညခွန်ဆိုတဲ့ကီး၃လုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၆၅တဲ့၆၅မှာ၅တလုံးထိပြီးအောင်ခဲ့သလို၃ည၁တဲ့၃ည၁မှာလည်း၃ည၃လုံးထိပြီးညာအောင်မနဲ့ကောထပ်အောင်ပါလေဗျရပါလေ၃ည၁နော်ကဲနောက်တစ်ပြန်တွက်ပါမယ်၃ည၇ခွန်၉နှစ် 3ညခွန်6နှစ်ခုနှစ်3ညာ3 8 1 3ညာ3 8 1 3ခွန်88 3ခွန်88ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မဲ့ဆိုရင်9 9ပေါင်း4 4ရဲ့ပါဝါ9ရဲ့နှက်ခတ်က6 4 6ဆိုတဲ့ကီး3လုံးဒီပြန်မထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့3ညာ8တဲ့မအောင်ပါဘူး3 4တဲ့3 4မှာ4တုံးထိပြီးကျွန်တော်တို့အောင်ခဲ့ပါတယ်ဗျအဲအဲ့ဒါဆိုရင်ပုံတုံးတွေအတွက်ကျွန်တော်တို့တွက်လိုက်ရအောင် ဒုရုနဲ့တွေ့အောင်နှစ်တနှစ်တ3ခွန်ခုရှိရှိချနှစ်လေးတ3ရနှစ်လေးတ3ရဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်တင်းနဲ့လေးနဲ့ပေါင်း5 ငါရဲ့ပါဝါ3ည3ည2ခက်ကခွန်9 3ည9ဆိုတဲ့ကီး3လုံးဒီပြမှာထွက်ရမယ်တကယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကကီးထိတ်ကလေးတွေနဲ့သွားလဲရအောင်ကီးထိတ်ကတော့ဒီကနေ့မှန်ပါတယ်เนาะနောက်တစ်ခုကျွန်တော်ပြောချင်တာကဒီမှာဟိုအတန်းနဲ့ဆုံးတစ်ခုချင်းတစ်ခုချင်းကိုဆွဲပြီးကစားကြဖို့ကျွန်တော်ပြောလို့တယ်เนาะကျွန်တော်ပရိလိုင်းရတော့တီးတန့်ရှာနေတာတော့တီးတန့်မတွေ့သေးဘူးကျွန်တော်တို့မတက်ဟိုရာသက်ပံကွင်းနေတဲ့ဟာနဲ့ပဲကျွန်တော်ထုတ်ထုတ်ပြီးပြေးအောင်မယ်เนาะအခုရဲ့ပိုင်းကတော့ကီးထိတ်ကီးထိတ်က မင်းမငါအတွက်ကြီးထိတ်ကတောင်ညာငါ၃ပါတဲ့နော်ကြီးရိုးရိုးကငါတောင်ညာခွန်နဲ့အဲ့မှာငါတောင်ညာငါတောင်ညာဆိုရင်နှလုံးကတော့တိုက်ဆိုင်နေပြီအပူလိုက်နေပဲလာမလားအပူလိုက်ရလဲလာကြရကျွန်တော်တို့ရှိတယ်ပေါ့နော်အပူလိုက်မှာဆိုရင်ကျွန်တော်တို့ ရာသက်ပံမူဒီကတ်တွေထဲမှာဆိုရင်တွေ့လိမ့်မယ်เนาะ86လို့နောက်ပြီးတော့ကျွန်တော်တို့ပါလဲအဲအဲ့ဒီကဏ္ဍနေပေါ့เนาะဟိုအပူထွက်ရမယ့်ကဏ္ဍနေရာအခုဆင်းနေအကျိုးကဏ္ဍနေဆင်းထားပြီပြီเนาะအပူလေးလာနေကြရှိပါတယ်အဲ့တော့ကျွန်တော်ဒီတိုင်းမဲ့ရိုးရိုးလေးပဲကတ်ပါမယ်395 39 39 39 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 339ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ရပါတယ်အဲ့မှာကျွန်တော်တို့မူဒီမတ်တက်ကွင်းထဲမှာကျွန်တော်တို့မူဒီကတ်ထဲမှာပါတဲ့အတိုင်းပေါ့နော်နက်ခတ်လို့ကြာပြီးတိုင်းနဲ့နက်ခတ်လို့ကြာပြီးသွားရင်2ခွန်4ကိုဆိုတဲ့ပရိဟာတဲ့3ရက်အတွင်းမှာထွက်နိုင်ကြရှိပါတယ်တဲ့အဲ့တော့အခုက နှစ်လေးနှစ်လေးဆိုတော့ကျွန်တော်နှက်ခတ်ကြတာတယ်နှက်ခတ်ကြပြီးသွားတဲ့အခါ2.4ကိုဆိုပရိတ်ကလာနိုင်ရရှိပါတယ်အဲ့တော့ကျွန်တော်ဒီထဲမှာဒီဟာနဲ့ပဲကျွန်တော်တို့ကစားမှာဖြစ်တဲ့2.4ကိုကိုကျွန်တော်ကစားမယ်ဆိုရင်ခွန်ပရိတ်နှစ်ပရိတ်ဆိုတာဒါပဲရှိရနော်2.4ကိုအဲ့မှာ2.4ကိုမှာကျွန်တော်တို့နောက်တစ်ခုပြောကြရရှိတာကဘာလဲဆိုတဲ့အခါကျတော့ကျွန်တော်ကနှက်ခတ်ပြီးနှက်ခတ်တော့ပြန်ကြသွားမှာတစ်ချက်စိုးရင်နေပေါ့နော်အဲတကယ်လို့ဥပမာ ျွန်တော်တို့အပူလိုက်မှာဆိုရင်ကျွန်တော်တို့အပူလိုက်မှာဆိုရင်ကျွန်တော်ဘာတွေကြနိုင်ကြအကြောင်းရှိသလဲဆိုရင်အပူလိုက်မှာဒီကနန်းလေးလာလှတယ်ဗျာဘာအောင်လှသလဲဆိုတော့ဒီကနန်းလေးအကုန်လုံးလှရပါကျွန်တော်တို့ပြီးခဲ့ဆက်ကွက်ဆက်ကွက်ဇာရဲမှာလည်းပါတယ်နော်အဲ့တော့ကျွန်တော်ဒီကနေ့အကြိုက်ဆုံးကတော့ဒီနှစ်ကွက်ပဲရှိတယ်နော်ကျွန်တော်ကတော့အဲ့မှာနက်ခတ်ကြီးကိုပြန်ပြောမယ်ဆိုရင်ကျွန်တော်တုံညာကိုကြိုက်နေတဲ့အတွက်ကျွန်တော်တုံညာခုံကြီးကြောက်လဲနက်ခတ်ပြီးတော့နက်ခတ်လိုမြန်ပြန်ထွက်နေဦးမလားတကယ်လို့အဲ့ဒါထွက်လာခဲ့တော့လည်းမတတ်နိုင်ဘူးပေါ့နော် ဘာဖြစ်လို့ဆိုတော့ကျွန်တော်တို့ဒါကတော့ဟိုကလန်နာ site အများကြီးတဲ့မှာတော့ရှိတယ်ဗျာเนาะဒါပဲကျွန်တော်လိုက်ပြီးကြည့်တဲ့အခါဥပမာ3ညလို့ကြာပြီးသွားရင်အဲ3ည3ညနဲ့ပတ်သက်လို့ပေါ့เนาะ3ညနဲ့ပတ်သက်လို့ကြာပြီးသွားရင်တဲ့3ညနဲ့ပတ်သက်လို့ကြာပြီးရင်3ည1ဆိုရဲတပြားအဲ့နောက်ရက်ဒီမှာဆင်းပါတယ်တဲ့နှစ်ရက်အတွင်းမှာဆင်းပါတယ်ဆိုတော့เนาะဒီမှာဟုတ်လားဒီမှာတစ်ခါ3ညလို့ကြာတယ်နောက်နှစ်ရက်အတွင်းမှာ3ညနဲ့ပတ်သက်လို့ဒီဆင်းတယ်နောက်တစ်ခါဒီမှာ3ညကြာတယ်3ည1နဲ့ပတ်သက်လို့နှစ်ရက်အတွင်းမှာဆင်းရမှာဆို40ဆင်းတယ်တစ်ခါဒီမှာ3ညလို့ကြာပြီးသွားရင်နှစ်ရက်အတွင်းမှာ ဟိုဟာတစ်တုံညလို့ကြားရမယ်ဆိုရင်ဒီမှာတစ်စင်းနဲ့ဒီမှာတုံညစင်းနဲ့ဒီမှာတုံညလို့ကြားပြီးသွားလဲအဲ့ဒါမဲ့ကျွန်တော်တို့နှစ်ရက်အတွင်းမှာတစ်တုံညလို့ပြန်ကြားတယ်နော်နောက်တစ်ခါဒီမှာတုံညလို့ကြာပြီးသွားတယ်နှစ်ရက်အတွင်းမှာတစ်တုံညလို့ပြန်ကြာတယ်တုံညလို့ကြာပြီးသွားတယ်နှစ်ရက်အတွင်းမှာတစ်တုံညလို့ပြန်ကြာတယ်ဒီမှာတုံညတုံညကြာပြီးသွားတယ်နှစ်တုံတစ်တုံညလို့နှစ်ရက်အတွင်းမှာပြန်ကြာတယ်ဒီတုံညကြာပြီးသွားတယ်နှစ်ရက်အတွင်းမှာတစ်တုံညလို့တစ်ခါပြန်ကြာတယ်ဒီနှစ်တုံညကြာပြီးသွားတယ်နှစ်ရက်အတွင်းမှာသူကတစ်တုံညလို့တစ်ခါပြန်ကြာတယ်အခုဒီမှာတုံညလို့ကြာပြန်ဒီထက်မှာနှစ်ရက်အတွင်းမှာတစ်တုံညလို့ကြာအောင်မယ်ဆိုရင်ကျွန်တော်တို့က ဒီမှာကစားမယ်ဆိုရင်ဥပမာအဲ့တော့ကျွန်တော်ပြောချင်တာတော့เนาะဒီတုံညာနဲ့ပတ်သက်တာလေးတွေနည်းနည်းထည့်ပြီးတော့ကျွန်တော်ကစားစေချင်တယ်เนาะတုံညာနဲ့ပတ်သက်တာလေးတွေပေါ့เนาะအပူဆိုလဲဒီဟာပေါ့เนาะအဲဒီဒီဟာလေးတွေပေါ့เนาะ30လို့ဟုတ်လားဒါလေးတွေကျွန်တော်ထည့်ကစားစေချင်တယ်ခုနကကျွန်တော်ပြောတဲ့ဒီနှစ်ကွက်ကိုတင်မယ်ပေါ့เนาะကျန်တဲ့ဟာလေးတွေကိုတုံညာနဲ့ပတ်သက်တာလေးတွေလည်းထည့်ကစားစေချင်တယ်ဘာလို့လဲသူကကြာဦးကြာစင်ဒီကြာကလန်နာအများကြီးတော့အရှိကြီးကျွန်တော်လိုက်ကြည့်တာအရှိတယ်ကျွန်တော်ကလန်နာရင်းနဲ့ဟိုတော့ကတော့ပြတယ်ခုကလည်းကျွန်တော်လည်းမအားလက်ဘူးအဲ့ဒါကြောင့်မပြပြဘူးပေါ့เนาะ အဲ့လိုမျိုးလေးရှိပါတယ်ဒါအောင်လို့ကျွန်တော်တုံညာနဲ့ပတ်သက်တာလေးတို့ပို့ကြိုက်တယ်ပေါ့နော်ကဲအဲ့တော့ဒီကနေ့တော့ကျွန်တော်ရဲ့ Twenty Queen ရာတော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေလို့ဆုတောင်းပြီးဒီကနေ့ဒီ Video File ကိုဒီမာနေမဲ့ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ